ဖျက်ပြီးမဲ့ဆောင်လေးကတော့ American စာရေးဆရာ Napoleon Hill ရေးထားတဲ့ Think and Grow Rich ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။ကမ္ဘာသမိုင်းတခြားမှာအကောင်းဆုံးတိုးတက်ရေးဆိုင်ရာစာအုပ်ဆဲအုပ်ထေကမှာတအုပ်အပါဝင်ဖြစ်ပြီးတော့မြန်မာလိုဆိုရင်အတွေ့အကြောင်းချမ်းသာကြသူများလို့အတည်ပြုရပါတယ်။ဒုတိယကမ္ဘာစစ်ပြီးခါလ1939ခုနှစ်မှာထုတ်ဝေခဲ့တဲ့စာအုပ်တအုပ်ဖြစ်ပါတယ်။ စစ်တမ်းကြောင့်အဖက်ဖက်ကယူရင်းနေကြတဲ့လူသားတွေကိုဒီစာအုပ်ကစိတ်တက်ခွန်အားတွေအများကြီးပေးနိုင်ခဲ့ပါတယ်။ဒီစာအုပ်ဟာပစံမြများရှာချင်သူတွေ၊ချီပွားချမ်းသာလိုသူတွေ၊အောင်မြင်တိုးတက်လိုသူတွေအတွက်ဘဝတူတာများစွာရရှိမယ့်စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။စာအုပ်အသစ်တွေတင်ဆက်ပေးတိုင်းနားဆင်နိုင်မှုအတွက် Channel ကို Subscribe လုပ်ထားနိုင်ပါတယ်။အစင်တင်ဖြစ်ပြီဆိုရင်စာအုပ်လေးကိုနားဆင်ကြည့်လိုက်ရအောင်။လူသားတွေရဲ့အတွေ့အဟာစွမ်းအားကြီးမားပါတယ်။ လောကမှာဖြစ်လာသမျှအရာတွေအားလုံးဟာအတွေ့တစ်ခုအနေစတင်ခဲ့ကြတာပါ။ခိုင်မာတဲ့တွေးခေါ်မှုနဲ့ယုံကြည်မှုတွေသာရှိမယ်ဆိုရင်မဖြစ်နိုင်တဲ့အရာဆိုတာမရှိပါဘူး။အောင်မြင်ခြင်းစိတ်တကယ်ရှိသူဟာအောင်မြင်မှာဖြစ်တယ်လို့ကြီးပွားခြင်းစိတ်တကယ်ရှိသူဟာကြီးပွားမှာပဲဖြစ်ပါတယ်။ဘသူမဆိုဘဲအချိန်ဤပဲရောက်ရောက်မှန်မှန်ကန်ကန်သာတွေးခေါ်နိုင်စွမ်းရှိမယ်ဆိုရင်ကြီးပွားချမ်းသာနိုင်ပါတယ်။ကြည့်ပွားချမ်းသာသူတယောက်ဖြစ်ဖို့အတွက်အရေးချင်းစက်တောင်ခုရှိရမှာဖြစ်ပါတယ် နံပါတ်၁အရေးချင်းကတော့ပြင်းပြသောစိတ်ဆန္ဒပါကြီးပွားချမ်းသာဖို့အတွက်ပထမဆုံးလိုအပ်ချက်ကတော့ပြင်းပြတဲ့စိတ်ဆန္ဒရှိမှန်းချက်ပဲဖြစ်ပါတယ်ဆန္ဒကြီးမှရင်မဖြစ်နိုင်တဲ့အရာ မရှိသလောက်နေပါတယ်အင်အားမများတဲ့ရှင်သူကိုရှင်ဆိုင်တွေ့ချိန်မှာပြန်လည်မရှိအောင်လှေတွေကိုမီးရှို့ဖြစ်လိုက်တဲ့စစ်သူကြီးတယောက်အကြောင်းကိုအားလုံးကြားဖို့ကြမှာပါချမ်းသာဖို့အတွက်အဲ့ဒီလိုနောက်ပြန်နေမချိတတ်တဲ့ပြင်ပြတဲ့ဆန္ဒမျိုးရှိဖို့လိုအပ်ပါတယ် ဆန္နာဆိုတဲ့နေရာမှာမျောလင်းချက်နဲ့မတူပါဘူး။ငါချမ်းသာချင်လိုက်တာဆိုတာဟာမျောလင်းချက်အစစ်မဲရှိပါသေးတယ်။ငါချင်းသိပေါ့ချမ်းသာရမယ်ဆိုတာမျိုးကသာပြင်းပြတဲ့ဆန္နာဖြစ်ပါတယ်။မိษွေမှာအဲ့ဒီလိုဆန္နာမျိုးမရှိသေးဘူးဆိုရင် အခုကစပြီးမွေးမြူလိုက်ပါ။နံပါတ်1အရှိချင်းကတော့ယုံကြည်ချက်ပါ။ရှင်ကြည်ချက်ဟာလူတယောက်ကိုတက်ချွားစေပြီးစိတ်ဆွမ်းအားတွေပေးနိုင်တယ်လို့အံ့ဩစရာကောင်းတဲ့ကံစမာတွေကိုလည်းစောင့်ယူပေးနိုင်ပါတယ်။ သူအများစုဟာအခက်အခဲအမှားယွင်းလေးနည်းနည်းတော့ကြုံလိုက်တာနဲ့ယုံကြည်ချက်ကင်းမဲ့သွားတတ်ကြပါတယ်။တချို့ကြတော့လည်းလက်ရှိကြုံတွေ့နေတဲ့နေရာတဲ့အရာတွေကြောင့်ယုံကြည်ချက်ပျောက်ဆုံးနေတတ်ကြပါတယ်။အောင်မြင်နေသူတွေကတော့အခက်အခဲအသားစီးတွေအတွက်ပူပန်မနေဘဲနဲ့ကျင်းသိပေါင်းအောင်မြင်ရမယ်လို့သာတွေးတောတတ်ကြသူတွေပါ။ကြီးပွားချမ်းသာရေးမှာယုံကြည်ချက်ခိုင်မာဖို့လွန်စွာအရေးကြီးပါတယ်။ခိုင်မာတဲ့ဆုံးဖြတ်ချက်သာရှိနေမယ်ဆိုရင် စိုးရိမ်ကြောက်ရွံ့မှုနဲ့တန်တရားတွေဟာအလိုလိုပြောက်ွယ်သွားမှဖြစ်ပါတယ်။နံပါတ်3အရေးချင်းကတော့မတိစိတ်ကိုစိတ်ဆော်ခြင်းပါ။ပြင်းပြတဲ့ဆန္ဒနဲ့ယုံကြည်ချက်ကိုမိမိရဲ့မတိစိတ်ထဲရောက်အောင်ပြုလုပ်ခြင်းဖြစ်ပါတယ်။တိစိတ်နဲ့မတိစိတ်ကိုချိတ်ဆက်ပေးခြင်းဖြစ်ပြီးတော့မတိစိတ်ကိုစိတ်ခိုင်းနိုင်အောင်လေ့ကျင့်ခြင်းလို့လည်းဆိုနိုင်ပါတယ်။အတွေ့အခေါ်ယုံကြည်မှုတစ်ခုကိုတိစိတ်ကလက်ခံပေးမဲ့မတိစိတ်ကငြင်းဆန်နေရင်အလုံးမဖြစ်ပါဘူး။ ဒါကြောင့်ချီးပွားဖို့ရန်အတွက် ကိုယ့်ရဲ့မသိစိတ်ကို ပုံတွင်းပေးဖို့လိုပါတယ်။နံပါတ်၄အရေးချင်းကတော့အသိပညာဖြစ်ပါတယ်။ချီးပွားချမ်းသာဖို့အတွက်အသိပညာရှိဖို့လိုအပ်ပါတယ်။အသိပညာဆိုတဲ့နေရာမှာရှေဖူးရအသိပညာနဲ့အထူးပြုအသိပညာဆိုပြီးနှစ်မျိုးရှိပါတယ်။ဥစ္စာဒနာရှာဖွေတဲ့အချိန်မှာမိတ်ဆွေကတလုံးကလုံးဖို့ရှေဖူးရခြုံဝုံပြီးဟိုနေနေဒီနေနေတီးလို့ခရီးမတွင်နိုင်ပါဘူး။ ချင်းနယ်လိုတဲ့နယ်ပယ်မှာတခြားစွာထိုးထွင်းသိမြင်နေရမှာဖြစ်ပါတယ်။ဒါကြောင့်အသိပညာနှမျိုးထဲမှာမှနေပယ်တစ်ခုခုမှာ professional ချက်ချနှမ်းဆက်ကျွမ်းကျင်တဲ့အထူးပြုအသိပညာကသာပိုအသောဝဲမှာတယ်။သို့တော့မလို့အသိပညာမျိုးဖြစ်ဖြစ်လက်တွေ့မလုံဆောင်ရင်ပတ်စံမရနိုင်ပါဘူး။တနည်းပြောရရင်ပညာဟာသူ့အလိုလိုပတ်စံဖြစ်မလာပါဘူး။လက်တွေ့လုံဆောင်မှုနဲ့ပေါင်းစပ်မှသာဥစ္စာဖြစ်လာတာပါဒီအချက်ကိုတဘောမပေါက်ကြတဲ့အတော့ လူအများစုဟာပညာသက်ပြီးစည်ရဲနေချခြင်းဖြစ်ပါတယ်။ကြီးပွားချမ်းသာဖို့အတွက် အထူးပြုအသိပညာရဲ့လိုအပ်တယ်ဆိုပေမဲ့ကိုယ်တိုင်မတတ်ခဲ့ရင်လည်းအားမငယ်ပါနဲ့။အထူးပြုပညာရဲ့တွေကိုတက်ချွန်တဲ့ပညာရှင်တွေကိုမိတ်ဆွေကစီမံခန့်ခွဲနိုင်ရင်လည်းကြီးပွားချမ်းသာမှာဖြစ်ပါတယ်။ဥပမာပြောရရင်နမဲချောကားကုမ္ပဏီဖြစ်တဲ့ Ford ကိုနမူနာယူပါ။ Ford ဟာအသင်ပညာမတတ်ပေမဲ့သူလိုသမျှအသိပညာတွေကိုထောက်ပံ့ပေးနိုင်တဲ့အသက်ပညာရှင်တွေကို သူ့အနာမှာဝင်းရံထားပါတယ်။ဒီလူတွေကိုစီမံခန့်ခွဲနိုင်စွမ်းနဲ့လက်တွေလှောက်ဆောင်နိုင်စွမ်းတို့ကြောင့်ရှင်နစ်ကားလောကမှာ Ford Company ဟာထိတ်တန့်အဆင့်မှာရှက်တည်နေတာဖြစ်ပါတယ်။နောက်ထပ်တတိထာယာမှာကတော့ပညာကိုစင်ဆက်မပြတ်လေးလာတည်ယူနေဖို့ပါလူတတော်များများကကြောင်းပြီးသွားရင်တည်ယူလေးလာမှုကိုရှက်ပြစ်လိုက်ကြပါတယ်အောင်မြင်ကြီးပွားသူများကိုကြည့်ရင်ဘဝတစ်လျှောက်လုံးလေးလာတည်ယူနေတဲ့သူများဖြစ်နေတာကိုတွေ့ရပါလိမ့်မယ် ငငယ်ကတည်းကကျောင်းနေနိုင်မှပညာတတ်တာမဟုတ်ပါဘူး။တော်မတ်အတီဆင်ဟာသူ့ဘဝတစ်ချောင်းလုံးမှာအတန်းချောင်းကို၃လလောက်ပဲတတ်ဖူးခဲ့ပါတယ်။ကို့အိမ်မှာကိုဝါဒနာပါရာကိုလေ့လာသိယူခြင်းနဲ့အသိပညာတွေရနိုင်ဖို့ပိုပြီးအထောက်အကူဖြစ်စေပါတယ်။ဒါကြောင့်ကိုကိုကိုပွဲရတရားမဟုတ်လို့မချိပါနိုင်ဘူးဆိုပြီးမတွေးပါနဲ့။နှစ်ပတ်ငါအရှိအချင်းကတော့စိတ်ကူပုံဖော်နိုင်စွမ်းဖြစ်ပါတယ်။လူတယောက်ဟာသူစိတ်ကူပုံဖော်နိုင်သမျှအရာအလုံးကို ဖန်တီးနိုင်စွမ်းရှိတယ်လို့ပြောစမှတ်ရှိကြပါတယ်။မော်တော်ကားတွေ၊ဒီရင်ပြန်တွေ၊တယ်လီဖုန်းတွေအစရှိတဲ့အစစ်စစ်ပြောင်းလဲလာတဲ့တီထွင်မှုဖန်တီးမှုအလုံးဟာလူသားတွေရဲ့စိတ်ကူးပုံဖော်ခြင်းဆွေးရည်ချောင်းဖြစ်ပေါ်လာခဲ့ကြတာပါ။စိတ်ကူးပုံဖော်ခြင်းကိုကန့်တတ်ထားတာဟာတူတက်မှုကိုကန့်တတ်ထားတာပဲဖြစ်ပါတယ်။ဥပမာကိုကာကိုလာစက်နံကိုကြည့်ပါ။1886ခုနှစ်မှာ ဆရာဝန်တယောက်ဟာစေးဆိုင်မှာရှင်နွေးခရသလုံးနဲ့ဖြော်ရည်ဆက်နေကိုလာရောက်ပါတယ်။အယောင်စေးရေးမလီကသူမတသက်လုံးစုဆောင်ထားတဲ့ပတ်စံဒေါ်လာ900နဲ့အဲ့ဒီဖြော်ဆက်ဖြော်ရည်ဆက်နေကိုဝယ်လိုက်ပါတယ်။အဲ့ဒီဖြော်ဆက်တဲ့နီးနဲ့ထုတ်လုပ်ထားတဲ့ကိုကာကူလာဖြော်ရည်ကိုနောက်တစ်ချိန်မှာကဘာတဝမ်းကလူတန်းပေါင်းများစွာကတောက်တုံးနေကြမယ်လို့ဘသူကမှသွေးမိကြမှာမဟုတ်ပါဘူး။မူရင်းတီထွင်သူဆရာဝန်ဟာ အတွေ့အခေါ်သာရှိပြီးလက်တွေ့လှုပ်ဆောင်မှုမရှိပါဘူး။အရာဝန်ထမ်းမှလည်းကတော့ဆရာဝန်ရဲ့တွေးခေါ်မှုပေါ်မှာလက်တွေ့ပေါင်းစပ်မှုနဲ့အကောင့်အထည်ဖော်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီစိတ်ကူးလေးတစ်ခုဟာကဘာတစ်ခုလုံးကိုလွှမ်းမိုးသွားခဲ့ပြီးတော့အလုံးအကန့်အခွင့်အလမ်းပေါင်းများစွာကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။နံပါတ်6အရေးချင်းကတော့အစီအစဉ်ဆွဲခြင်းဖြစ်ပါတယ်။လူအင်စနာနဲ့စိတ်ကူပုံဖော်မှုတွေဟာစနစ်တကျလက်တွေ့လောက်ဆောင်မှုမရှိရင ဘာမှဖြစ်မလာနိုင်ပါဘူး။ဒါကြောင့်ကိုယ်စိတ်ကူးတွေကိုဘလို့အပေါ်အကောင့်အထည်ဖော်မလဲဆိုတဲ့အစီအစဉ်ရှိဖို့လိုပါတယ်။ဒီနေရာမှာအဆင့်၄ဆင့်နဲ့အကြံပေးလိုပါတယ်။ပထမသဆင့်အနေနဲ့ကိုယ်စိတ်ကူးကိုအကောင့်အထည်ဖော်ပေးနိုင်မဲ့ကျွမ်းကျင်ပညာရှင်တွေကိုရှာပွေပါ။ဒုတိယအဆက်အနေနဲ့အဲ့ဒီပညာရှင်တွေကိုဘယ်လိုမှတ်လုံပြီးကမ်းလှမ်းမယ်ဆိုတာကိုဆုံးဖြတ်ပါ။ဘယ်ပညာရှင်ကမှတော့ကိုယ့်အတွက်အလကားအလုံးလုပ်ပေးမှာမဟုတ်ပါဘူး။တတိယအချက်ကတော့ ညာရှင်တွေနဲ့တိုင်ပင်ပြီးအစီအစဉ်ဆွဲပါစတုထအချက်ကတော့အစီအစဉ်တွဲချော်ခဲ့ရင်ပညာရှင်တွေကိုမိမိဘေးနားကနေထွက်ခွာမသွားဖို့လှုံ့ဆော်ရမှာဖြစ်ပါတယ်လောကမှာဖြီးဖြီးဆုံနဲ့လူရဲလို့မရှိပါဘူးဒါကြောင့်ကိုရေးဆွဲတဲ့ plan A အလုံးမဖြစ်ရင်နောက်ထပ် plan B နဲ့အစားထိုးပါ plan B အဆင်မပြေခဲ့ရင် plan C စတဲ့ဖြင့်ထပ်ခါထပ်ခါအစီအစဉ်ဆွဲလှုံ့ဆော်ပါချီပွားလို့သူဟာအလုံးမဖြစ်တဲ့ plan တွေကိုအတွေ့အကြုံသိုးလာစေတဲ့ ယာယီရှုံနေမှုလို့သဘောထားနိုင်ရပါမယ်။နှစ်ပတ်ခွန်အရေးချင်းကတော့ဆုံးဖြတ်နိုင်စွမ်းဖြစ်ပါတယ်။ရှုံနေခဲ့တဲ့သူတွေကိုပြန်ဆန်းစစ်ကြည့်လိုက်ရင်ဆုံးဖြတ်ချက်မပြတ်သားလို့ဆိုတာကိုတွေ့ရပါလိမ့်မယ်။ကိုရှောင်းရမယ့်လမ်းကိုဖြောင်းဖြောင်းမတွားဘဲစဝေးစဝါဖြစ်နေတာအချိန်ဆွဲနေတာတွေဟာကြီးပွားခြင်းသူတွေအတွက်ရှောင်ရမယ့်အရာတွေဖြစ်ပါတယ်။လူအများစုဆုံးဖြတ်ချက်မပြတ်သားတာဟာပုံဝင်ခြင်းကိုဂရုစိုက်နေလို့ပါ။ ပဝင်ချင်းကဝေဖန်တန်တွေကိုလိုက်နာထောင်ရင်းနေရင်နဲ့ကိုယ်ရှိမှန်းချက်စိတ်ကူးလေးပျောက်သွားတတ်ပါတယ်။အကြံပြုလိုတာကတော့ကြီးပွားချမ်းသာဖို့ကြိုးစားနေချိန်မှာမျက်စိနဲ့နားတွေကိုတတ်နိုင်တလောက်ဖွင့်နာပြီးပါးစပ်ကိုတတ်နိုင်တလောက်ပိတ်ထားပါ။စုံဖြတ်ချက်ချရမှာတတိရှိပါ။ဥပမာအေဗရာဟင်လင်ကောဟာသူ့ကိုထောက်ခံသူနဲ့သွားမကိုတိပေမဲ့သူမဲတွေကိုလွတ်လပ်ခွင့်ပေးဖို့စုံဖြတ်ခဲ့တာမျိုးဆုကရီတီခါသူ့ယုံကြည်ချက်ကိုသက်စာမဖောက်ပဲ အစိတ်ခွက်ကိုတောက်ဖို့ဆုံးဖြတ်ခဲ့တာလိုမျိုးတွေပေါ့ကြီးပွားအောင်မြင်နေသူများဟာဆုံးဖြတ်ချက်တွေကိုလှင်လှင်မြန်မြန်နဲ့ပြက်ပြက်တသားချမှတ်တတ်ကြသူတွေဖြစ်ပါတယ်ဒါကြောင့်ကြီးပွားချမ်းသာလို့ရင်သူများစကားတွေကိုနားမယောင်ပါနဲ့ဆုံးဖြတ်ချက်ချဖို့မကြောက်ပါနဲ့ဘေးစကားတွေကိုနားမယောင်ပဲတတိရှိရှိဆုံးဖြတ်ချက်ချမယ်ဆိုရင်အောင်မြင်မှုဟာမိတ်ဆွေနဲ့နှက်တကန်လိုမှရှိနေပါတယ်နံပါတ်၈အရေးအချင်းကတော့မစုံမနစ်စူးစမ်းမှုပါ ကိုယ့်ရဲ့ဆုံးဖြတ်ချက်အပေါ်မှာရှုံချီဖို့နဲ့မဆုံးမနစ်ဆွေးရှိရှိစူးစမ်းဖို့လိုပါတယ်။ဆွေးရှိခြင်းဟာစိတ်ဆွမ်းအင်တစ်ခုဖြစ်ပြီးအိမ်မက်တွေအကောင်အထည်ဖို့ဖို့မရှိမဖြစ်လိုပါတယ်။အလွယ်တကူလက်မလျှော့မိပါစေနဲ့။ဆွေးမရှိရင် မစခင်ကတည်းကရှုံနေပြီလို့ပြောရပါနိုင်မယ်။ဆွေးရှိခြင်းဟာစိတ်ပိုင်းဆိုင်ရာအရေးချင်းဖြစ်တာကြောင့်လေ့ကျင့်ပြောထောင်လို့ရတဲ့အရာတစ်ခုပါ။တိကျတဲ့ရှိမှန်းချက်ပြင်ပြတဲ့ဆန္ဒကုကုကိုရှုံချခြင်းအစီအစဉ်တိကျမှု အသိပညာရှိမှုပူပေါင်းလှောက်ဆောင်တတ်မှုစိတ်ထက်ချမ်းခံမှုပုံမှန်လေ့ကျင့်မှုတို့ဟာဇွေးရှိသူတရားဖြစ်လာစေမဲ့အခြေခံအကြောင်းရင်းတွေဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေကြီးပွားလူတွေဆိုရင်ဇွေးရှိအောင်လေ့ကျင့်ပါ။နံပါတ်5အရေးချင်းကတော့ပေါင်းဆက်ဖွဲ့စည်းနိုင်စွမ်းဖြစ်ပါတယ်။ရှိမန်ချက်ပန်းနိုင်တစ်ခုကို ရောက်ဖို့ဆိုရင်လုံလောက်တဲ့စွမ်းအင်လိုပါတယ်။ဒီစွမ်းအင်ကိုကျွမ်းကျင်တဲ့ပညာရှင်တွေစီကကိုယ့်ရဲ့အတွေ့အကြုံနဲ့လေ့လာမှုတွေစီက သူတေသနာပြုစမ်းသက်ခြင်းတွေစီကနေရှာနိုင်ပါတယ်။ပညာရှင်တွေစီကရောက်ဖို့ဆိုရင်တော့သူတို့ကိုအကျိုးအမြတ်ရအောင်လုပ်ပေးဖို့ဖြစ်ပြီးတော့မိမိကိုဝေးရံထားတဲ့ပညာရှင်အချင်းချင်းညီညွတ်အောင်လုပ်ပေးဖို့လိုပါတယ်။မတူညီတဲ့အုံနောက်တွေစုပေါင်းပြီးအလုံးလုံးခံရတာဟာတွေ့ကိုယ်တာတော့မဟုတ်ပါဘူး။ထင်သာမြင်သာရှိတဲ့ဥပမာဆိုရင်အိန္ဒိယရဲ့မဟာတမဂန္ဒီဟာဆိုရင်သူတန်ပေါင်း200ကိုရှင်ချစ်ချက်တွေသူ့အောင်ပေါင်းဆက်ပေးနိုင်တဲ့အတွက် ါဝါအလွန်ကြီးသူဖြစ်ခဲ့တာပါ။ဒါကြောင့်ချီးပွားချမ်းသာခြင်းနော်။အုံနောက်တွေအများကြီးကိုပေါင်းထားနိုင်ဖို့လိုပါတယ်။နံပါတ်30အရေးအချင်းကတော့ဆွေနံမှုကိုအတွင်ပြောင်းလဲနိုင်စွမ်းဖြစ်ပါတယ်။လူသားတိုင်းရဲ့စိတ်မှာဆွေနံမှုဆိုတာရှိပါတယ်။ဘေးအပေါ်မှာဆွေနံစီမလဲဆိုတာကိုကိုကလမ်းကြောင်းပေးရမှာပဲဖြစ်ပါတယ်။ဂုံအာနာဝေခေမေမှုအာတမှုခီတာအရှက်ဦးရစီ အဆရှိတဲ့အရာတွေဟာလူတွေကိုဆွေးနှံ့အောင်နဲ့စိတ်ကိုလုံးစော်ပေးနိုင်စွာချီးမားတဲ့အရာတွေဖြစ်ပါတယ်။ဒီအရာတွေထဲမှာအရှင်းနဲ့မူရစ်စေကတော့လူလုံးတဲ့လုံးစော်မှုဖြစ်ပြီးကောင်းကျိုးမရှိပါဘူး။ဒါကြောင့်မိမိရဲ့ဆွေးနှံ့နေမှုတွေကို မကောင်းတဲ့ဖက်မှာရောက်နေရင်ကောင်းတဲ့ဖက်ကိုရောက်အောင်အတွင်ပြောင်းလဲလေ့ကျင့်ပြီးအသုံးချတတ်ပါစေ။နံပါတ်၁၁အရေးချင်းကတော့မသိစိတ်ဖြစ်ပါတယ်။ မတိစိတ်ဟာနေစဉ်နဲ့အမျှထိသွေးသမျှအာယုံအလုံးကိုတိမ်ပေးထားတဲ့ဘီရိုကြီးတစ်လုံးနဲ့တူပါတယ်။မတိစိတ်တဲ့ကိုအစိုးမြင့်တွေကြီးပဲထင်မယ်ဆိုရင်မိမိပြောဆိုပြုံမှုနေတာတွေဟာအစိုးတွေကြီးပဲဖြစ်နေမှာပါ။မတိစိတ်တဲ့ကိုကောင်းမွန်တာတွေထင်နိုင်ရင်တော့မိမိရဲ့ပြင်ပပြောဆိုနေထိုင်မှုပုံစံဟာနှိမ့်လို့ဖွယ်ဖြစ်နေမှာအသေးချပါ။မတိစိတ်တဲ့စိတ်ဝင်နေတဲ့မကောင်းတဲ့ခံစားမှုတွေကတော့ကြောက်ရွံ့မှုမနာလိုမှုအမုန်းတရား လက်စားချေလိုမှုလောဘကြီးမှုအယူသီးမှုထောဒကြီးမှုတို့ပဲဖြစ်ပါတယ်မိတ်ဆွေကိုယ်တိုင်မသိလိုက်ပဲမသိစိတ်ထဲရောက်နေတတ်ကြပါတယ်တတိနဲ့ဆင်ခြင်ပြီးထုတ်ပြနိုင်အောင်ကြိုးစားပါမကောင်းတာတွေရှိသလိုကောင်းတာတွေဟာလည်းသူ့အလိုလို ရောက်နေတတ်ပါတယ်ဥပမာလူအင်းဆန္ဒရှုံးချချက်အချက်စိတ်အားတကြွမှု ကြည်နူးမှုမျောလင့်ချက်စတာတွေပါဒါကြောင့်မိတ်ဆွေရဲ့စိတ်ထဲမှာမကောင်းတာတွေများနေသလား ကောင်းနာရီများနေသလားပြန်လဲသုံးသက်ပါကောင်းနာရီပူများလာအောင်လုပ်ပေးပါជីပွားချမ်းသာဖို့အတွက်အထောက်အကူပြုပါနိုင်မယ်နံပါတ်7အရေးချင်းကတော့အုံနောက်ပဲဖြစ်ပါတယ်အုံနောက်ဟာအတွေးတွေကို ထုံလွတ်သလိုအခြားသူများရဲ့အတွေးတွေကိုလည်းသိမ်းဆီးပေးတတ်ပါတယ်လူတွေဟာမျက်စိနဲ့မြင်တာကိုပဲအာရုံစိုက်တတ်ကြပြီးမမြင်တာကိုတော့အလေးမထားတတ်ကြပါဘူးတကယ်တော့အုံနောက်ကနေ ထုံလွတ်ပြီးတဲ့အတွေးတွေဟာ မျက်စိနဲ့မမြင်ရပေမဲ့ဆွမ်းအားအရင်ချိမပါတယ်။အုံနှောက်ရဲ့ဆွမ်းအားကိုထုတ်သုံးနိုင်ဖို့အပေါ်မှာပြောခဲ့တဲ့မသိစိတ်စိတ်ကူးပုံဖော်မှုစရာတွေနဲ့အုံနှောက်ကိုစဉ်ဆက်မပြတ်လေ့ကျင့်ပြရမှာပဲဖြစ်ပါတယ်။ကြီးပွားချမ်းသာလို့သူဟာအုံနှောက်ရဲ့ဆွမ်းအားကို အပြည့်အဝထုတ်သုံးဖို့လိုအပ်ပါတယ်။နံပါတ်7အရေးချင်းကတော့စထမအာယုံဖြစ်ပါတယ်။စထမအာယုံဆိုတာတကယ်တော့မသိစိတ်ရဲ့တစိတ်တစ်ပိုင်းဖြစ်ပါတယ်။ စိတ်တကူတို့ဘာတို့ကိုစုလို့တာမဟုတ်ပါဘူး။စံသစ်တဲ့အတွေးအခေါ်ကောင်းလေးတွေအလိုလိုပေါ်လာခြင်းကိုစုလို့တာပါ။တမိုင်းတခြားထင်ရှားခဲ့တဲ့နပိုလီယံ၊ဗုဒ္ဓ၊ကွန်ဖျူရှက်တို့လိုပုဂ္ဂိုလ်တွေဟာစထမအာယုံကောင်းသူတွေဖြစ်ကြပါတယ်။သူတို့ရဲ့ကွန်မြူလာတဲ့အသိဉာဏ်တွေကြောင့်ထင်ရှားကြကြလာတာပဲဖြစ်ပါလေ။ဒီ73ခုမြောက်အရေးချင်းကတော့အထက်မှာပြောခဲ့တဲ့အရေးချင်း72မျိုးကိုရှေ့ပြီးမှသာလျှင်ဖြစ်ပေါ်လာတာပါ။ အထက်ကဖော်ပြခဲ့တဲ့အရေးအချင်းဆက်နက်မျိုးကို ပိုင်ဆိုင်ပြီးဆိုရင်ကိုကိုကိုနားလည်နိုင်စွမ်းသူတပောင်းကိုနားလည်နိုင်စွမ်းတဘာဝတရားကိုနားလည်နိုင်စွမ်းပျော်ရွှင်မှုကို နားလည်နိုင်စွမ်းနေတူးတက်လာမှာဖြစ်ပြီးအပန်းဆက်သောအရေးချင်းဖြစ်တဲ့စတ္ထမအာယံကို ပိုင်ဆိုင်လာမှာပါကြီးပွားချမ်းသာလူထုဟာဒီလိုအာယံမျိုးကိုပိုင်ဆိုင်ထားဖို့လိုပါတယ်အခုဆိုရင်တော့မိတ်ဆွေတို့ဟာကြီးပွားလူထုများမှရှိရမယ်အရေးချင်းဆက်သောမျိုးအကြောင်းကိုနားသိခဲ့ကြပြီဖြစ်ပါတယ် ဒီဗီဒီယိုလေးကပရိသတ်ဂျီရိုရဲ့ဘဝမှာရှုံးနေမှုတွေနဲ့တွေ့ကြုံရလို့စိတ်ပြတ်အားငယ်ချိန်မှာစိတ်ဓာတ်ခွန်အားပေးမှဖြစ်တယ်လို့စိတ်ကိုအိမ်မက်တွေကိုလည်းအကောင့်အထဲပေါ်ခြင်းနဲ့လူငယ်တွေအတွက်အားစီတစ်ခွက်ဖြစ်မယ်လို့ယုံကြည်ပါတယ်။ပရိသတ်များအားလုံးမိမိတို့ရဲ့ယုံကြည်ချက် အတွေ့အခေါ်အသိပညာနဲ့လက်တွေ့နှုတ်ကိုင်မှုတွေကိုမှန်ကန်စွာပေါင်းစပ်ရင်းချီးပွားအောင်မြင်ခြင်းလမ်းပေါ်မှာမှန်ကန်စွာရှောက်လန်းနိုင်ကြပါစေ။